။ငလင်ကျောက်တောင်ကုန်းရဲ့ပျော်ဝယ်မှာလူ၂၁ဦးထက်မနည်းသေဆုံး။ဒီနေ့မဆာ28ရက်နေ့လေပိုင်းစကိုင်းမြို့နေကိုဗဟုပြုလှုပ်ခတ်ခဲ့တဲ့ပြင်းအားခွန်တသမခွန်ရစ်ချတ်ဒါစကေးရှိတဲ့ဂလျင်ကျောင်းတောင်ငူပျော်ပွဲအပါဝင်မြို့နယ်များမှာဘာသာရေးအဆောင်တွေပြိုကျပျက်စီးပြီးတော့အ ਨੇ သောလူ21ဦးထက်မနည်းထိခိုက်သေဆုံးခဲ့ရကြောင်း ဒေသခံတွေနဲ့လူမှုကွန်ရက်အသင်းတွေထံကသိရပါတယ်။ဒီကနေ့မတ်လ28ရက်နေ့နေ့လယ်ကလှုပ်ခတ်ခဲ့တဲ့အဆိုပါငလင်ကြောင့်တောင်ကုန်မြို့မှာရှိတဲ့စစ်ဘေးရှောင်တွေစုဝေးနေထိုင်ရာဝလူဝင်ဖုံးကြောင်းမှာပြိုကျခဲ့ကြောင်းသိရပါတယ်။အဆောင်အတွင်းမှာလည်းပိတ်မိနေတဲ့စစ်ဘေးရှောင်ကလင်းငယ်အယောက်20လောက်ရှိတဲ့အထက်ကငါးဦးတည်ဆုံးခဲ့ပြီးတော့လက်ရှိအခြေအနေကဲသေးလုပ်ငန်းတွေကိုဆက်လက်လှုပ်ဆောင်နေသေးဖြစ်ပါတယ်။ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေလည်းရှိနေသေးလို့ဆိုပါတယ်။ ကလင်းငယ်9ရောက်ကတော့ဆုံးသွားပါပြီ။ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်းရှိပါတယ်။အခုစေယုံကြီးကိုပို့ဆောင်နေပါပြီ။ကဲထုတ်နေတာတွေလည်းကြံပါသေးတယ်လို့လူမှုကွန်ရက်အသင်းဝင်သူကပြောပါတယ်။အလားတူပဲတောင်ကုန်မြို့မှာရှိတဲ့ကန်တော်ပလီဟာလည်းငလင်တန်ကြောင့်ပျို့ချပျက်စီးခဲ့ပြီးတော့တေဆုံးသူ14ဦးထိရှိခဲ့ပါတယ်။စေယုံကိုပို့ဆောင်ထားတဲ့သူတွေထဲမှာလည်းဒဏ်ရာပြင်းထန်တဲ့သူတွေပါဝင်နေတယ်လို့ဆိုပါတယ်။ပလီတက်နေတဲ့အချိန်မှာဖြစ်တာပါ။ အထဲမှာရုပ်အလောင်းတွေကမလဲပါဘူးဆေးရုံပို့ထားတာက20ကျော်ရှိပါတယ်ဒဏ်ရာပြင်းထန်တာတွေလည်းအများကြီးပါ ဖုန်းလိုင်းတွေလည်းမကောင်းပါဘူးလို့ဒေသခံမျိုးသမီးတူကပြောပါလေပျော်ပွဲမြို့နယ်မှာလည်းမြို့လေကဗလီနဲ့ RV တက်ကတူပြိုကျခဲ့ပြီးလူနဝူးတေဆုံးခဲ့လို့ဒေသခံတွေကပြောပါတယ်ဒါအပြင်လည်းကြောက်ဆယ်မြို့မှာလည်းဗလီပြိုကျတာကြောင့်တိကိုက်ဒဏ်ရာရရှိမှုတွေရှိတယ်လို့ဒေသခံတွေကပြောပါတယ် အခုလှုပ်ခတ်ခဲ့တဲ့ငလင်ကျောင်းတောင်ကိုပျော်ပွဲအပြင်ရှမ်းပြည်နယ်စကိုင်းတိုင်းနဲ့မန္တလေးတိုင်းမှာရှိတဲ့မြို့နယ်အများပြားမှာဇီလူတွေဘာသာရေးအဆောင်တွေနေအိမ်တွေတံတားတွေလမ်းတွေနဲ့ဟိုတယ်တွေပြိုကျပျက်စီးမှုများစွာဖြစ်ပွားခဲ့ပါတယ်။ဖြတ်အားပြင်းထန်တဲ့အဆိုပါငလင်တန်းကျောင်းလူထိခိုက်သေးဆုံးမှုအများပြားဖြစ်ပေါ်နိုင်ပြီးလက်ရှိမှာကေသိလုပ်ငန်းတွေဆက်လက်လှုပ်ဆောင်နေသေးဖြစ်တဲ့အတွက်သေဆုံးသူအရေအတွက်ကိုတိကျမသိရသေးဘူးလို့လည်းဆိုပါရစေ။ Cái chó luôn mẹ Hả? Hey, think about, think about, yeah, hi.